လူတက်နိုင်တဲ့သရဝါတွေလို့တွေးလိုက်ရင်ဝေးတွေရှင်သိတွေကြားတွေသွားရှင်လက်သေးဆွဲပါတဲ့တာရဲ့တိရိစ္ဆာန်တွေကိုပဲမြင်အောင်ကြပါတယ်ဒါပေမဲ့တကယ်လူတက်သမားကတော့အော်ဟစ်တာမရှိပဲသူကတင်းငယ်ပြီးတိတ်ဆိတ်ပါတယ်တင်းအိမ်နားမှာရှိနေပြီးသားစောင့်ဆိုင်နေတဲ့မစ္စတာရှင်ကျွန်တော်တို့လစ်လူရှူထားတဲ့တင်းငယ်တဲ့အကျန်းဖတ်သမားပါကဘာတဝမ်းမှာရှင်မျိုးစိတ်ပေါင်း3900ကျော်ရှိပါတယ် ပြီးတော့အဲ့ဒီတွေက88မျိုးကအန္တရာယ်ရှိတဲ့ရောဂါ88မျိုးကိုတည်ဆောင်ထားကြပြီးနောက်ထပ်243မျိုးကလည်းဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ဒါဟာရှင်မျိုးနွယ်စုရဲ့တန်ပါစံတာဖြစ်ပေမဲ့သူတို့ကြောင့်နှစ်စဉ်လူသေဆုံးမှုကတသန်းအထိဖြစ်စေပါတယ်။ဒါဟာတရိတ်ဆန်နေတဲ့မှာအမြင့်ဆုံးစံချိန်တစ်ခုပါ။လူဆိုးတွေမှသာဒုက္ခပေးတယ်လို့သင်ထင်ပါသလား။ဒီကောင်တွေကတော့နင်ဂျာတွေပါ။တခြားသူတွေထက်ဘာကြောင့်ကိုကပိုပြီးအကြိုက်ခံရတာလဲလို့တွေးမှုပါသလား။သင်ဟာသူတို့အကြိုက်ဆုံးရတာဖြစ်နေလို့ပါ။ ရှင်တွေကအစာရွေးတယ်ကောက်ကျစ်တယ်ပြီးတော့စားတောက်တဲ့နေရာမှာလိမ်မာပါနေပါတယ်အပူတဲ့ရွှေနဲ့ကာဗွန်နိုင်အောက်ဆိုက်ပိုထုတ်လွတ်တဲ့သူတွေကိုသာကြိုက်တာပါဥပမာကိုဝင်ဆောင်မျိုးသမီးတွေသွေးမျိုးစားအိုရှိရဲ့သူတွေဒေးကျင်ငန်းလှုပ်ထားတဲ့သူတွေဒါမှမဟုတ်အနဲ့ရောင်ဝက်စားဝတ်ဆင်ထားသူတွေကိုသာအဓိကလိုက်ပါတယ်အကယ်၍ကိုကောင်လေးနာကိုရှင်မတော်မတန်းစေခြင်းရင်ရှင်အကိုက်မခံရအောင်ထားပါဘာလို့လဲဆိုတော့ရှင်တွေမှာအမားတွေကသာသွေးစုပ်ပြီးမျိုးပွားလို့ပါ ဒါပေမဲ့ဒီနင်ဂျာရှင်တွေကဖျက်ဆီးလို့မရပြန်ပါဘူး။ရှင်သေးဖျက်မှုတွေ၊ရှင်တော်တွေနဲ့လူတွေရဲ့ရိုင်းနှက်မှုတွေကိုအမြဲရှောင်တိမ်ပြီးသူတို့ရဲ့မျိုးပွားမှုနဲ့အသက်ရှင်သန်မှုကိုဆက်လက်လှုပ်ဆောင်နိုင်ရန်ရှိရမျိုးစိတ်ပါ။တင်အေးဖို့စူးစမ်းနေချိန်မှာသူတို့ကငှက်ဖျားယောဂာနဲ့ သူ့ရဲ့ဆွေမျိုးတွေဖြစ်တဲ့တွေးလွန်တုတ်ကွေးဇီကာနဲ့အခြားယောဂတွေကိုပြန့်နှံ့အောင်လုပ်နေကြပါတယ်တကယ်တော့ရှင်ကြိုက်တယ်ဆိုတာသူတို့ရဲ့နှုတ်တီးမှာပါတဲ့အရှင်ရှောက်ရှောင်းနဲ့ရေပြားကိုထိုးပေါက်တာဖြစ်ပါတယ်တွေးခဲချင်းကိုတားဆီးဖို့အတွက်သူတို့ရဲ့ဓလွေကြီးကိုလည်းထိုးသွင်းပါတယ်အဲ့ဒီဓလွေကြီးရောကျွန်တော်တို့ကရှားရင်လာတွေဖြစ်တာပါဒါပေမဲ့ရှင်တွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းမပြုခင်မှာရှင်တွေကသွေးဆုပ်ုံသာမက ဂရစနစ်မှာလည်းအကျိုးပြုကြပါတယ်ရှင်ဥသားလောင်းနေနဲ့အရွယ်ရောက်ပြီးရှင်များကငားတွေလိမ့်တွေကုန်းတွေရင်းနေတရဝါတွေငှက်တွေနဲ့လင်းတို့တွေအတွက်တော့အဓိကအစားအစာဖြစ်ပါတယ်ရှင်အဖိုများအပါဝင်ရှင်မတချို့ကတော့အစာအဖြစ်ပန်းဝင်ရီကိုစားသုံးကြပြီးတချို့အပင်များကိုဝတ်မုံကူခြင်းဖြင့်တဘာဝကိုအထောက်အကူပြုပါတယ်ဒါကတော့မစ္စတာရှင်ရဲ့အကြောင်းပါကျွန်တော်တို့ကကြက်တွေကိုခန်းစားချက်ရှိတဲ့ဒရဝါရီလို့မမြင်ပဲအသားဖြစ်တာတက်တောင့်တက်တာတတ်မှတ်လာခဲ့ကြတာပါ ဒါပေမဲ့အမွှေးတောင်နေအောက်မှာရန်ကြီးစိတ်ခံစားမှုနဲ့မပြောပြရသေးတဲ့ထက်မြက်မှုတွေလည်းရှိနေပါတယ်။ကျဲတကောင်ကသူတို့ရဲ့အပေါင်းအသင်းကြက်ကောင်ကြီးတရားနဲ့လူမျက်နှာ80ကိုနှစ်နှစ်ကြာတဲ့အထိမှတ်ထားနိုင်စွမ်းရှိပါတယ်။ပြီးတော့အသက်24မျိုးကျော်ကိုအသုံးပြုပြီးကျက်တွေကအနည်းရရှိကြောင်းသတိပေးခြင်းဥဒ္ဒတွေရရှိကြောင်းဂုဏ်ပြုခြင်းအရှားသူတွေကိုစားဖို့ဖိတ်ခေါ်ခြင်းနဲ့ခေါင်းဆောင် အတီးပြုခြင်းတို့ကိုပါပြုလုပ်ကြပါတယ်။ဒါတွေကကျက်ဖကြီးတွေလှုပ်ဆောင်တဲ့လုပ်ရည်တွေပါ။အဲ့ဒီတီတောက်အတန်တွေကသူတို့စကားပြောနေတာပါ။ 2019ခုနှစ်မှာအီတလီသုတေတီတွေကကြက်ပေါက်စလေးတွေဟာနံပါတ်9အောက်ရှိကနန်းတွေကိုပေါင်းခြင်းနဲ့နှုတ်ရှင်းတို့ကို ပြုလုပ်နိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့ကမှန်းတာမဟုတ်ပဲ pressure ခဲ့တာပါ။အဲ့ဒီလေးလာမှုကိုစိတ်ဝင်စားရင်ကျွန်တော်လင့်ပေးပါမယ်။လင်းမိုက်နေလို့ပြောလိုက်ရင်အလွန်ရှစ်စရာကောင်းတဲ့အပြုမှုကိုပဲသတိထားမိကြပါတယ်။ဒါပေမဲ့ကျွန်တော်ကနောက်ဆုံးတစ်ခုအနေနဲ့လင်းမိုက်နေရဲ့အမှောင်ပရှန်းကိုပြောပြချင်တာပါ။လေးမိုင်နေကရေရောက်ကအလွန်အန္တရာယ်များတဲ့အစိတ်ရှိတဲ့ puffer fit လို့ခေါ်တဲ့ ဘူပေါင်းငါးကိုမူရစ်စေးအဖြစ်အသုံးပြုကြတာပါဒီငါးရဲ့အစိတ်ကလူ30လောက်ကိုတည်စေနိုင်တဲ့တီထိုဒိုတော့စဉ်အစိတ်ရှိပါတယ်ဒါပေမဲ့ဆရာကြီးလင်းမိုင်တွေကတော့ငါးကိုမထီတထီလှုပ်ပြီးငါးကစိတ်ဖိစီးမှုများလာတဲ့အခါထုံလိုက်တဲ့တီထိုဒိုတော့စဉ်အစိတ်အနေငယ်ကိုထိတွေ့ပြီးရေအောက်မှာတာယာပျော်ပါနေကြတာလူသားတွေတွေနှက်ပြီးရောက်တာမဟုတ်ပဲဆရာကြီးလင်းမိုင်တွေကလည်းရေအောက်ကနေနှက်ပြီးရောက်ပါတယ် ဒီအကြောင်းကိုစိတ်ဝင်စားရင်သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကြည့်ရင် Dolphin Spine in the Pocket လို့ရိုက်ရှာပြီးကြည့်လို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်